မိဘတွေကိုလည်းလှုပ်ကြွေးခဲ့ပါတယ်အကောင်းမြင်မခံရပါဘူးအိမ်နောင်ကြတော့လဲမိသားစုကို ရိုးသားစွာရှာကြွေးခဲ့တယ်အမျိုးသမီးကလည်းအကောင်းမမြင်ပါဘူးဘာကြောင့်အခုလိုဖြစ်ရတာလဲဖေဟာတရားလေးရှိရင်ဟောပြပေးပါဆိုပြီးတော့ဦးဦးလည်းခင်တတ်ပါတယ်ဆိုတဲ့အကောင့်ပန်ရှင်ကဝတ်ကြွေးတယ်လားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ်။အကောင်းမြင်မခံရတဲ့အကြောင်းကအမျိုးမျိုးရှိနိုင်ပါတယ်။ကိုကကောင်းတာတွေရှိသလိုကိုကဆိုးတာတွေလည်းရှိနေလို့ဖြစ်နိုင်တယ်။အကောင်းမြင်ခံရနိုင်တဲ့လေးစားတန်ဖိုးထားခံရနိုင်လောက်တဲ့ပြောဆိုမှုမျိုးနေထိုင်မှုမျိုးမရှိလို့လည်းဖြစ်နိုင်တာပဲ။တစ်ဖက်ကကိုတန်ဖိုးရှိမှန်သိပေမဲ့ တန်ဖိုးကိုထုတ်မပြတတ်တဲ့သူတွေကြောင့်လည်းဖြစ်နိုင်တာပဲချစ်တော်ချစ်တယ်ဒါပေမဲ့ထုတ်မပြောတတ်ဘူးထုတ်မပြတတ်ဘူးဆိုသလိုပေါ့ဝိုကြွေးကြောင်ဆိုတာကတော့ဟုတ်လိမ့်မယ်လို့မမြင်ပါဘူးလိုအပ်နေတာတခုခုကြောင့်ဖြစ်မယ်လို့မြင်ပါတယ်ကိုကအကောင်းမြင်ခံခြင်းနဲ့စိတ်တည်များနေလို့လဲအကောင်းမြင်မခံရဘူးလို့ကိုယ်စိတ်ကထင်းနေတာလဲ ဖြစ်နိုင်တာပဲကိုယ်စိတ်ကကို အကောင်းမြင်ခံရခြင်းမခံရခြင်းနေစီပဲစိတ်ကရောက်ရောက်နေလို့အဲ့ဓာ ड़ी ကိုပဲတွေးတွေးနေလို့ခံစားနေလို့အဲ့ဒီစိတ်တွေဖြစ်နေတာပါအဲ့ဒီစိတ်တွေဖြစ်နေလို့လဲအကောင်းမြင်မခံရဘူးဆိုတဲ့စိတ်ခံစားမှုတွေဖြစ်နေတယ်လို့မြင်မိတယ်အဲ့ဒီအကောင်းမမြင်ကြဘူးဆိုတဲ့စိတ်နဲ့အတွေးကိုဖျောက်ပြစ်လိုက်ပါ ဲ့ဒီစိတ်အာယုန်တွေက ကိုယ်ကိုလွှမ်းမိုးပြီးတော့မနေပါစေနဲ့နောက်တစ်ခု ကိုသိထားရမှာကအကောင်းမြင်ခြင်းမမြင်ခြင်းဆိုတာသူတို့အပိုင်းမှာကိုယ်အပိုင်းမဟုတ်ပါဘူးကိုယ်အပိုင်းကကိုယ်ကိုယ်တိုင်ကောင်းနေဖို့သာအဓိကပါသူတို့အကောင်းမမြင်လို့လဲကိုယ်ဘဝမှာအရည်အသွေးတွေကြမသွားဘူးထိခိုက်မသွားဘူးကိုယ်မှာဘာမှဖြစ်မသွားဘူးသူတို့အကောင်းမြင်နေရင်တက်တက်နဲ့လဲ ကိုဘဝအည်သွေးတွေက ကောင်းမလာပါဘူးကိုကိုတိုင်းကကောင်းနေမှသာကိုဘဝအည်သွေးတွေက ကောင်းနေမှာဆိုတာသိမြင်စေခြင်းလေဘုရားပြောထားတဲ့စကားလေးတစ်ခုရှိတယ်လူတွေဆင်းရဲနေတာပျက်စီးထက်တာတွေဟာအချက်၃ချက်ကြောင့်ဖြစ်တယ်တဲ့အဲ့ဒီအချက်၃ချက်ကလူတွေရဲ့စိတ်တွေကိုပျက်စီးဆင်းရဲစေတယ်နံပါတ်၁ကတော့ လက်လာပါပြီးရခြင်းလူခြင်းမှုတွေများပြားနေခြင်းပဲဟိုဟာဖြင့်လည်းရခြင်းဒီဟာဖြင့်လည်းရခြင်းဟိုလူစီကလက်လာပါလည်းရခြင်းဒီလူစီကလက်လာပါလည်းရခြင်းနဲ့မြင်သမျှကြားသမျှရခြင်းလူခြင်းနေတယ်ဆိုရင်လေအဲ့ဒီလူရဲ့စိတ်ဟာပူလောင်ဆင်းရဲနေရမှာပဲမငြိမ်းချမ်းနိုင်ဘူးအဲ့ဒီလက်လာပါရလို့မှုစိတ်ဟာလူကိုပျက်စီးဆင်းရဲစေတယ် အဲ့ဒီစိတ်ဟာလူကိုမငြိမ်းချမ်းစေနိုင်ဘူးတဲ့နံပါတ်2ကတော့သူများတွေရဲ့အယိုသေးပြုမှုကိုခံကျင်တာလေးစားမှုကိုခံကျင်တာအသည့်အမှတ်ပြုမှုကိုခံကျင်တာတန်ဖိုးထားမှုကိုခံကျင်တာအဲ့ဒါလို့သူများတွေရဲ့အယိုအသေးအလေးစားတွေတန်ဖိုးထားတာတွေအသည့်အမှတ်ပြုတာတွေခံရင်းနေတဲ့စိတ်တွေများနေတာကလည်းကိုယ်စိတ်ကိုဆင်းရဲစေတယ် ျက်စီးစေတယ်ကိုကိုမငြိမ်းချစေနိုင်ဘူးနောက်နံပါတ်3ကကိုနာမည်ကြီးကြော်ကြားချင်တာနာမည်ကြီးချင်တာချီးမွမ်းခံချင်တာတွေလူတွေရဲ့အသည့်အမှတ်ပြုခံချင်တာကိုကောင်းကြောင်းနေပဲလူတွေကပြောကြပြီးတော့ကိုမကောင်းကြောင်းနေမပြောစေချင်တာအဲ့ဒီစိတ်တွေကလည်းလူကိုပူလောင်စေတယ်ဆင်းရဲစေတယ်အဲ့ဒီစိတ်တွေများနေရင် ဘဝဘာတောင်ပျက်စီးသွားနိုင်လေဒါကြောင့်လတ်လာဘရလိုမှုအယူအသေးအလေးစားခံခြင်းမှုနာမည်ကြော်ကြားလိုမှုဆိုတဲ့ဒီသုံးခုဟာလူတွေကိုကိုဆင်းရဲစိတ်ဆင်းရဲလဲဖြစ်စေတယ်အဆင်မပြေရင်ဒီစိတ်တွေဟာဘဝကိုပါပျက်စီးသွားစေတတ်တယ်ဘာမှလိုချင်တာရချင်တာလဲမရှိဘူးဘသူရဲ့ရိုသေလေးစားတန်ဖိုးထားတာကိုမှလည်းမတောင်းတဘူး နာမည်ကြော်ကြားလို့မှလည်းမရှိဘူးဆိုရင်အဲ့ဒီလူဟာစိတ်ဆင်းရဲစရာအကြောင်းရှိပါဦးမလားဘဝပြက်သွားလောက်စရာအကြောင်းလဲမရှိတော့ပါဘူးဒါကြောင့်ဤကုန်းချုပ်ပြောချင်တာကတော့နာပရိသန်ဝီလောမာနီသူများတွေကိုကိုဘယ်လိုမြင်သလဲသူတို့ရဲ့အပြုအမူသူတို့ရဲ့အမှုကိစ္စသူတို့ရဲ့အလုပ်တွေကိုကြည့်မနေပါနဲ့နာပရိသန်ကတာကတံ သူတို့ဘာတွေလုပ်နေကြတယ်သူတို့ဘာတွေပြောနေကြတယ်ဘာတွေမလုပ်ဘူးဘာတွေမပြောဘူးဆိုတာကိုလည်းစဉ်းစားပြီးတော့ဆင်ရင်မနေပါနဲ့အတနာဝအဝကိယကတာနိအကတာနိစာတဲ့ကိုလှုပ်တာတွေကောင်းရဲ့လားကိုပြောတာတွေကောင်းရဲ့လားကိုစိတ်နေစိတ်ထားတွေကောင်းရဲ့လားကိုလှုပ်တာတွေမကောင်းဘူးလားကိုပြောတာတွေမကောင်းဘူးလားဓာတ်တွေကိုပဲဆင်ရင်စဉ်းစားနှလုံးသွင်းနေပါလို့ ပြောရင်းနဲ့ပဲညီကုံချုပ်ချင်တယ်။အားလုံးအားလုံးမိမိကိုယ်ကို ကောင်းအောင်သာဆင်းရဲနှလုံးသွင်းသူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုံချုပ်လိုက်ပါတယ်။